ဖြစ်တဲ့အချိန်မှာတော့ဘာလို့ကြည့်ရအပြုတ်ချက်မှမမြင်ရဘူးသူလည်းဒါအရင်လုံးလို့ဖြစ်ပြီးချင်ပါသူလည်းနေရာဒေတာတွေဒီပြီးတော့အကုန်လုံးမန္တလေးတစ်ခေတ်လည်းငယ်ဘေးကြီးရဲ့ပူညီဆောင်ရွက်ဖို့နိုင်ငံတကာကိုအမေရိကန်လိုနိုင်ငံတို့တွေအကူအညီတောင်းအကုန်လုံးနိုင်ငံတကာကိုအကုန်လုံးဆက်သွယ်ပြီးမှပူညီတောင်းပါအဓိကမြို့ကြီးတွေမှာဖြစ်တဲ့အတွက်မြို့ကြီးတွေဒီစစ်ကောင်စီရဲ့ဖိတ်ကုပ်မှုအောက်မှာဖြစ်နေတာဖြစ်တဲ့အတွက်စစ်ကောင်စီရဲ့ဆက်ဆက်ပြီးတော့ဒီမြို့ရဲ့ကုညီပြည်ပြည်ရဲ့ကိုတော့ကတည်းကဒါကမတိသူတို့ဘက်ကောင်တွေသူတို့ကပဲ တရားဝင်အစိုးရလုံးလုံးဘာလို့တရားဝင်အစိုးရလို့ဆိုတာကပြောနေတယ်ဟယ်လိုချရမီဝပီတို့ညကိုမတော်မများအားလုံးပဲမင်္ဂလာပါ news page channel ကနေပြန်မကြိုဆိုလိုက်ပါတယ်2025ခုနှစ်မတ်လ31ရက်နေ့တနင်္လာနေ့မှာပြန်မကြောင်းတော့ဆောင်ချတည်ရတဲ့ငလီမေးနဲ့ပတ်သက်ပြီးတော့မှအထူးသတင်းတွေကိုတင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်နဲ့သူဗီဒီယိုကိုစာဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်မိဘပီတို့တွေနေနဲ့လည်းရောက်ရနေရတဲ့ data တွေမှာ beacon လုံးချောင်းချမှာမယ်လို့မျှော်လင့်ပါတယ် ဆိုတော့ကျွန်တော်အနေနဲ့ပေါ့နော်အရင်တုန်းကလိုပဲသတင်းတူလေးတွေအယုံဆုံးကြည့်လိုက်ရအောင်ပထမဆုံးသတင်းတဘောအနေနဲ့ကတော့အင်အား9တပ်မှခုန်ရှိတဲ့ငလင်ကြီးစစ်တိုက်လုခပြည်တဲ့နောက်ပိုင်းမှာစကိုင်းမြို့တွေမှာရှိတဲ့ဖျားစီတီတွေနဲ့ဘုံကြီးကျောင်းတွေတိလရှင်တိုက်တွေလူနေအဆောက်အဦတွေနဲ့ပြောချပစ္စည်းပေါ်မှာတည်ဆုံးသူတွေနဲ့ပိမိနေတဲ့သူတွေကိုကယ်ထုတ်နိုင်ခြင်းမရှိသေးဘူးဆိုတဲ့သတင်းဖြစ်ပါတယ်။မန္တလေးနဲ့နှီးတဲ့ဆိုပေမဲ့တင်းချိုင်းကတပ်မ33ဘေးမှာဆိုတော့သွားတဲ့ဂျိုလို့မရဘူးစစ်တပ်ကလမ်းကိုဘူဒူဇာနဲ့ကုတ်ပြီးတော့မှပြစ်ထားတာ ကူညီကယ်ဆယ်လို့တဲ့သူတွေတော့ရှိပါတယ်အင်အားကမနိုင်ဘူးအများစုကစစ်ဆောင်နေရလို့မင်းကွန်ဘက်အခြေအနေဆိုဘာမှမတိရသေးဘူးမြို့ထဲမှာပုံနှံ့တွေကစထွက်နေပြီဆိုပြီးတော့မှစကိုင်းဒေသခံတို့ကလည်းပြန်မပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့အခုဆိုရင်ကျွန်တော်တို့ငလင်ဘေးတန်ကျောင်းပေါ့နော်ဒီပြိမိနေတဲ့ပြည်သူတွေတချို့ ਆ ဆိုလဲဆုံးပါသွားတာပြမအပေါင်းနှံတွေ ਆ ဆိုလဲတလိုင်းနေနဲ့ထွက်ပေါ်လာတာပဲဖြစ်ပါတယ်ကျတို့ကင်ဆယ်ရေးလို့မဲ့လူဖွဲ့စည်းတွေကလည်းပေါ့နော်လုံလောက်မှုမရှိတဲ့အတွက်ကြောင့်မလို့အခုဆိုရင်စကိုင်းမြို့ဟာအရေးပေါ်ချင်တဲ့တရားပြပြမကျတို့အနေနဲ့ရေးရနေနေပေါ့နော် ကူညီကယ်ဆယ်နိုင်ဖို့စ조사နေရတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့မလီနန်ခံစားနေရတဲ့မြန်မာပြည်သူတွေအတွက်ဥရောပသမဂ္ဂ EU အမေရိကန်နော်ဝေနဲ့ UK နိုင်ငံတို့ကကိုကြီးထောက်ပံ့ပေးတော့မှာဖြစ်ပြတော့မှာဘေးရန်တင်းဒေသတွေကိုအပြေအဝအသားစီမရှိဝင်ရောက်နိုင်ရေးတောင်းဆိုထားတဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။မလ28နေ့မွန်းသက်12နိုင်52မိနစ်ကလောက်ခဲ့တဲ့စကိုင်းငလီနန်ခါဆားရတဲ့မြဝပြည်သူတွေအတွက်ဥရောပသမဂ္ဂကနေပြတော့မှာကနအူအရေးပေါ်ကူညီဖြစ်ယူနစ်သမ5တန်းကူညီပံ့ဖို့ဆုံးဖြတ်ထားတာပြတော့မှာအခုဆိုရင် ကျတို့ပေါ့နော်အမေရိကန်ဘက်ကနေပြတော့မှလည်းအမေရိကန်ဒေါ်လာနှစ်တန်းကိုခြာပေးတော့မယ်ဆိုပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့ကျတို့ဘက်ကနေပြတော့မှပေါ့နော်အခုလိုမျိုးနိုင်ငံတကာအဖွဲ့အစည်းတွေကနေပြတော့မှကိုညီနေတဲ့အချိန်မှာမြောက်လိုင်းတို့စစ်ကောင်းဆောင်နေနဲ့သူတို့အိတ်ကတဲကိုထဲဖို့ပဲမကြည့်ပဲနဲ့ကျတို့ဘေးဒဏ်သင့်ပြည်သူတွေကိုအလုံးစုံကူညီနေဖို့စ조사တည်နေတာဖြစ်တယ်မဟုတ်ဘူးဆိုတော့ပေါ့နော်အရင်တော့နာဂေတုံးလောက်ပဲသူတို့အနေနဲ့အဲ့လိုချိုးချိုးပြီးတော့မှပြည်သူတွေပေါ်မှာနိုင်ထက်စင်းလို့ပြီးတော့မှပေါ့နော်လွတ်နေတဲ့အခွက်တွေကိုခုဆိုနိုင်ငံတကာနေပြီးတော့မှတရှိလာတာမို့လို့သူတို့အနေနဲ့ ကိုယ်တိုင်ကိုကြပါတော့ဗီရန်တင်ဒေတာတွေကိုတွဲရောက်နိုင်ဖို့ကြိုးစားနေကြတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့မန္တလေးမြို့ကိုဗိုလ်ပြပြည်တော်မှလှုပ်ခတ်ခဲ့တဲ့တမိုင်းတက်လျှောက်ကြီးမဆုံကလင်တန်ကိုပြည်သူတွေကြုံတွေ့ခန်းဆားနေရတဲ့ချိန်မှာရန်ကုန်မြို့မှာရှိတဲ့ရွှေပြည်သားနဲ့လန်တန်မြို့နယ်တို့မှာတချင်းတွေဖွင့်ပြတော့မှပျော်ပါနေကြတဲ့သူတွေကိုအများကဝေဖန်ပြောဆိုနေကြတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အလူရည်ကချိုတင်စီစဉ်ပြီးသားမလို့လှုပ်တာကပြဿနာမရှိပါဘူး။အခုကသူများတွေတို့ကတွေ့နေကြချိန်မှာစောင်းပေါက်ကြီးတွေဖွင့်ပြတော့မှပျော်နေကြတာကတော့မစ္စီဆိုပြီးမွေးစူးစေတာပေါ့နော်။အဲ့ဒါထက်ဆိုတာကတော့ ဘာမှမဟုတ်ဘဲနဲ့ကားကြီးတွေနဲ့စောင်းမောက်တွေဖွင့်လှစ်နေကြတာပဲဆိုတော့မှရွှေပြည်သားမျိုးနွယ်နဲ့အမျိုးသမီးသူဝန်းနယ်မျိုးတို့ပြောဆိုထားတာဖြစ်တယ်ဆိုတော့ကျွန်တော်အနေနဲ့ပေါ့နော်အခုချိန်မှာကိုနိုင်ငံကိုတိုင်းပြည်ကဘလိုမျိုးခြေနေကိုရောက်နေလဲဆိုတာကိုအဲ့ဒီ၃ပါးအသိရှိနားလည်ပြီးတော့မှပေါ့နော်တခြားလေးကိုပြုမူနေထိုင်တင်နေတာပဲဖြစ်တယ်မဟုတ်ဘူးဆိုတော့ကျွန်တော်ပြည်သူတွေပေါ့နော်ဂျင်းဆက်ချင်းကိုခိုင်းမှာပဲဖြစ်တယ်လို့တကယ်ကိုကျွန်တော်တို့အနေနဲ့ပေါ့နော်ပြည်သူတွေချင်းချင်းပြန်ပြီးတော့မှကိုချင်းစားတတ်မယ်ဆိုတော့အဲ့လိုမျိုးကိစ္စတွေကလုံးဝလုံးနိုင်စရာအကြောင်းမရှိဘူးဆိုတာအလုံးတည်တင်နေတာပဲဖြစ်ပါတယ် ကဲကျွန်တော်ဒီနေ့မနေ့ပထမဆုံးနေတဲ့ကျက်မှာကတော့အန်ယူဂျီဘက်ကနေပြတော့မှအခုဆိုရင်ကျွန်တော်ဒီငလင်မေးတံတင့်ပြီသူတွေကိုပေါ့နော်ကိုညီဒါတွေစစ်တိုက်လို့ဆောင်တော့မှမလို့သူတို့ရဲ့ထိုးစစ်တွေကိုနှစ်ပတ်ကြာရပ်တမယ်ဆိုပြတော့မှထိုးပြောလာပြတဲ့နောက်ပိုင်းမှာအဲ့ဒီကြောင်းရတဲ့ပတ်သက်ပြီးတော့မှဆရာလူမြတ်ကျော်ရဲ့အမြင်ကိုကျွန်တော်နားထောင်ရမှာပဲဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြောထားမလဲကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ရန်သူအားအနေဆုံးချိန်မှာစစ်ကိုစတင်ပြင်ဆင်ထားပြီးတော့နီးစပ်ရာနေရာတွေခြေကုပ်ယူပြီးပြည်သူကိုကူကြပါလို့ကျွန်တော်တို့တိုက်တွန်းတဲ့အုပ်စုရဲ့ လူသားချင်းစာနာမှုကြောင့်အားလုံးရက်ထားပြီးလူသားတွေကိုပဲကူကြမယ်ပြည်သူတွေပဲကူကြမယ်ကူလို့လည်းမရဝင်လို့လည်းမရနဲ့ပြာရခတ်နေတဲ့အုပ်စုကြီးလက်ရှိအုပ်စုကြီးနှစ်စုရှိနေပါတယ်ကွဲနေပါတယ်ဗမာကကွဲရမှာလीဗျာမကွဲဟန်ရင်ဘုမနေနိုင်တာဘယ်တော့မှမတန်နဲ့မထွက်ဘူးတိုင်းပြည်ကိုအလုံးစုံဒုက္ခပေးတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေတုန်းကရောပြင်ဆင်ရေးအစ်တရေးဆွေးရေးကွဲကြပြဲကြနေသည်လွတ်လပ်ရေးမရခင်ခွဲရေးတွဲရေးဆိုတော့ဗမာကအခုလည်းငှက်လှင်မှာကွဲပါတယ်ဘလို့ကွဲလဲဆိုတော့ စစ်ကိုပြင်ဆင်ထားပါပြည်သူကိုလည်းကူပါလို့တိုက်တွန်းတဲ့အုပ်စုတွေထိုးစစ်ဆင်ဖို့အခြေခံကောင်းပါလို့ရန်သူအလေးအငိုက်ကိုမပြတ်လိလာပြီးရသမျှထိန်းချုပ်ပြည်သူကိုလည်းကူလို့ပြောတဲ့လူတွေကတအုပ်စုလူသားချင်းသာနာတော်သူတော်ကောင်းကြီးများကတအုပ်စုအဲကျွန်တော်စစ်ကိုတိုက်ခိုင်းတဲ့အုပ်စုကလူ့မာလီပေါ့ဗျာနော်သူတို့ကလူတော်ကောင်းတွေပေါ့စစ်မိတ်ထုတ်ပြီးပြည်သူကိုကူပါစစ်မိတ်ထုတ်ပြီးပြည်သူကိုကူပါဟိုနေရာကူလိုက်ဒီနေရာကူလိုက်မဟုတ်ဘဲနဲ့စစ်ကိုလည်းပြင်ပါလို့ကျွန်တော်တို့က ပြောတဲ့အခါကျလူသားချင်းစာနာမှုအားကောင်းတဲ့လူသားချင်းစာနာမှုလူသားချင်းစာနာမှုကြီးပေါ့ဗျာနော်အဲဆိုတော့ NGO လိုလို CS လိုလိုအန်ဒီဒီမျိုးပေါ့ဗျာရက်ွက်တရားဆောင်းလောင်းသိလို့လူခုရေသမားတွေလိုလိုလူသားချင်းစာနာမှုဆိုင်ရာမဟာပြုနာရှင်ကြီးများကတော့စစ်ကိုပြင်ပြည်သူကိုကူပြည်သူကိုကူစစ်ပြင်တာကိုလက်မခံကြပါဘူးအဲ့တော့ ခင်ဗျားတို့ကပေါ့ကြည်နေတဲ့ပြည်သူလူထုကပေါ့စစ်ကိုပြင်ဆင်တင့်ပြီးတော့နှိစက်ရခြေကုပ်ယူပြည်သူကိုကူဆိုတဲ့အယူအဆဘက်ကလားလူသားချင်းစာနာမှုနဲ့အားလုံးကိုရတားစတော့ဟွန်းရတားပြီးတော့ကုလို့လည်းမရဘူးအခုအမျိုးကြီးကထိန်းချုပ်ပါလေဆိုတဲ့စကိုင်းကအစိုးဆုံးချိန်ကြီးဖြစ်နေတာကဘယ်သူမှမကူနိုင်ဘူးမကူနိုင်ဘူးမရောက်နိုင်ဆိုတဲ့ကောင်လည်းမကူနိုင်ဘူး90ရာက900ရာခိုင်နှုန်းလို့90ရာခိုင်နှုန်းလို့ထိတ်ချုပ်ထားပါတယ်ဆိုတော့ NUG လည်းမကူနိုင်ဘူး ဖြစ်တဲ့အတိုင်းအတာပမာဏကကြီးမားတယ်အဲ့တော့ကုနိုင်ဖို့တော့စူးစမ်းနေတာကိုအတိမပြုတ်တယ်သို့တော့ကျွန်တော်မနက်ကရေးတယ်လို့တော်တော်ကြီးကထွက်ဆိုဝင်ဆိုခေါ်လို့ရတဲ့အမျိုးမဟုတ်ဘူးတော်တော်ကြီးကိုခဏနာဒါလေးပြီးမှတော်လန်ပြန်တော်လန်မယ်လို့ပြောလို့ရတဲ့အလုပ်တွေမဟုတ်ဘူးလက်နက်ကင်တိုက်ပွဲလက်နက်ကင်တော်လန်ကြီးရှင်ွဲတော့ပူဆိုးတယ်လို့ကျွန်တော်ပြောတယ်နှက်ခံမရတဲ့အတက်တက်လေးဗျာအတက်တက်ကြီးရင်အခြေပြုအလဲထက်လုပ်ပြီး တော်လိုင်းကြီးကိုစင်နွေးနေကြတာလေဆရာလူမြတ်ကျော်ပြောသွားရတယ်ကျွန်တော်ဘက်ကနေပြောမှတေးချလေးတွေးကြည့်မယ်ဆိုတော့ပါနော်ကောင်းတဲ့သုံးသပ်ချက်ပဲဖြစ်တယ်ကျွန်တော်ဘက်ကနေပြောမှအခုလိုမျိုးထိုးစစ်ကိုလုံးဝရပ်တန့်တာမျိုးမလို့တင်မဲနေပါနော်မင်းအောင်လိုင်းတို့အုပ်စုကိုပြန်ပြောမှဒီလက်သုံးပြန်လာတယ်ပြောမှပါနော်ဒီတံပြန်တိုက်စစ်တွေနဲ့ပြန်ပြောမှထိုးစစ်စင်တိုက်ခိုက်တင်းနေတာပဲဖြစ်တယ်အခုဆိုမြောင်းလိုင်းတို့အုပ်စုကနေပြောမှဒီကြောင့်တခင်မှုတွေစစ်တိုက်လို့ဆောင်နေတာဖြစ်တယ်လို့လေငါလေးမိတန်တက်ပြီသူတွေနဲ့ပေါ့နော်ကျတို့ဒီလိုမျိုးထိုးဆက်တွေလို့ဆောင်မယ်ဆိုရင်ပိုပြီးတော့မှထိနာမှာဆိုပေမဲ့ မြောင်းနေတို့ဆွေးရနေပြီးတော့မှခုခရေရပါတော့ကျွန်တော်တို့ကိုပိုပြီးတော့မှတက်ဖြက်ပြနေတာမလို့ကျွန်တော်တို့ဘက်ကနေပြီးတော့မှလည်းလက်တုံးပြောင်းမှုတယ်ဒီထက်ပိုပြီးတော့လှုပ်ဆောင်တင်နေတာပဲဖြစ်တယ်ပြီးသူတွေဘက်ကနေပြီးတော့မှလည်းပါတော့စိတ်မပြေအမရောပဲနဲ့ဒီငလင်ဘေးတာနဲ့သူတော်လိုင်းရေးပါထက်ထက်ဝင်ပူအောင်ပုံပေးချဖို့ကျွန်တော်ဒီနေ့ကနေအနုညွတ်မေတ္တာရက်ခံပါတယ်နောက်ထပ်သတင်းတဘောအနေနဲ့ကတော့ကျွန်တော်အနေနဲ့ပါတော့အခုချိန်မှာတော့တော်တော်လေးကိုဆူဆူဝါးဝါးဖြစ်နေတဲ့စကိုင်းမြို့နဲ့ပတ်သက်ပြီးတော့မှတင်ဆက်ထားတဲ့သတင်းလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော် ကိုင်းတိုင်းစကိုင်းမြို့ပေါ်မှာမလ28ရက်နေ့နေ့လယ်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်ဘုံကြီးကျောင်းတီလာရှင်ကျောင်းနေအပါအဝင်လူနေအဆောက်အဦးတွေနဲ့ဈေးပတ်ဝန်းကျင်ကအဆောက်အဦးတွေပြိုကျလို့ထိခိုက်ဒိတ်ဆုံးသူ200ဝန်းကျင်ရှိတယ်လို့သိရှိရပါတယ်။အဲ့ဒီငလျင်ကျောင်းမန္တလေးနဲ့မြေကြီးနားအထိဆက်သွယ်ထားတဲ့မီးရထလန်ပါရှိတဲ့စကိုင်းတရာအဟောင်းအေဝတရာကြီးတွေပြိုကျပျက်စီးခဲ့ပြီးအေယဝတီတရာရတနာဘုံတရာအစဉ်စကိုင်းပတ်ချန်းကကတ္တရာလမ်းမကြီးဟာလေးပျက်စီးခဲ့လို့ စကိုင်းနဲ့မန္တလေးကိုဇက်ဆက်လီတွေနဲ့ကူးနေရပြီးမလ30ရက်နေ့နေ့လယ်ပိုင်းကစပြီးတော့ဆိုင်ကယ်တွေကို ဖြတ်တန်းသွားလာခွင့်ပေးထားတယ်လို့သိရှိရပါတယ်ရှင်။ခုဒီမှာကျတော့ကြားတဲ့အတိုင်းပါနော်စကိုင်းမြို့ကဆိုရင်80ရာခိုင်နှုန်းဒီပါလောက်ကိုမြို့ကပျက်စီးသွားတာဖြစ်ပြမငလီမေးတံကြောင့်ကျောရပီတူရီယာဆိုလဲတေချေတိခိုက်ပစ္စည်းမှုတွေများစွာကြုံတွေ့နေရပြီဖြစ်ပါတယ်ပရဟိတဖွဲ့စည်းတွေနဲ့ပေါ့နော်ဂျန်နက်ဒီကယ်ဆယ်ရေးလုပ်ငန်းကိုလုပ်ကင်နေတဲ့ဖွဲ့စည်းတွေအရဆိုရင်အခုချိန်မှာတော့လုံလောက်မှုမရှိသေးပါနဲ့ကျောတို့အနေနဲ့ ပြည်တွင်းကနေပြည်မရောပြည်ပကနေပြည်မကိုညီပေးလာမဲ့ဖွဲ့စည်းတွေတော်တော်များများလွတ်နေတာပဲဖြစ်တယ်ပေါ့နော်ပြည်သူတွေကနေပြည်မလည်းတန်နေဆုံးစူးစမ်းလုပ်ကိုင်နေကြတာမလို့စကမျိုးနဲ့ပတ်သက်ပြီးတော့မကျွန်တော်နေနဲ့အခုချိန်မှာတော့ကိုရရရနေနေပေါ့နော်ပူပေါင်းပေါင်းကိုညီကြဖို့လိုအပ်နေတဲ့အခြေအနေတရက်ကိုခုဆိုရင်ကျွန်တော်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဇော်မဲလင်ကနေပြည်တော်မှာနေငလင်လောက်တာနဲ့ပတ်သက်ပြီးတော့မဘယ်လိုမျိုးပြောနေမျိုးဆောက်ပြောမလဲဆိုတော့ကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်မန္တလေးတိုင်းဒေသကြီးအဲပြီးရင်ကျွန်တော်တို့မကွေးတိုင်းဒေသကြီး ဒီပြီးတော့ကောင်စီနယ်မြေရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသတွေကိုတဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရကျွန်တော်အကြီးဘော့အခြေအနေထောက်ပြခဲ့ပါတယ်။ဒါပြင်ခုနကတည်းကကျွန်တော်တို့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကျွန်တော်ပေါ်ပါပါတယ်။ဒီကတော့အရေးကြီးပါအရေးကြီးပါဒီခုခဏလို့လည်းမြင်တဲ့အတိုင်းပဲဒီနေပြီးတော့မှလည်းခိကထံရရတဲ့လူတွေများတယ်။တွေးလိုအပ်ချက်များတယ်။ဘယ်လိုပဲစကိုင်းမန္တလေးမှလည်းများတယ်။အဲ့တော့စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ဒီကျွန်တော်တို့ဒီပြီးတော့လည်းမြင်လာရှိတဲ့ ကွေးအလူရှင်များနဲ့ဈေးရုံတွေကိုအများဆုံးဆက်တယ်ပါအဲဒီဟိုစီတာကန်ထားပါလို့အဲ့ဒါလေးပါဟုတ်ကဲ့လူကြီးကလောက်လောက်ဟိုတေဆုံးထရရရှိပါပြီလေခုကျွန်တော်မြင်တာတော့အဲဒီဒေပီတော်ကဒါတကယ်ငတင်းလောက်တဲ့ဒေတာသခိုင်းတိုင်းဒေတာကြီးဟိုသခိုင်းတိုင်းဒေတာကြီးသခိုင်းပေါ့သခိုင်းဘက်မှာအခြေခံပြီးလောက်တာဖြစ်တယ်အဲ့တော့ဒီနေပြီးတော့မာတောင်မှဒီလောက်အခြေအနေဖြစ်နေရင်အဲ့ဒီဘက်မှာအသေးပြောက် ညှနိုင်တယ်လို့ခံမှန်းပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်တို့အရေးပေါ်အခြေအနေလည်းပြင်ညာထားတယ်။ဒီနိုင်ငံတကာရဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလည်းကျွန်တော်တို့တောက်ခံထားပါတယ်။ဟုတ်ကဲ့ဟုတ်ကဲ့နိုင်ငံတကာအခုပဲအခုအခုဟိုဟိုချုပ်ဟိုတောင်းခံပြီလားရှင်အခုအခုတောင်းခံထားပါပြီ။တရားဝင်လည်းကျွန်တော်ဒီဟွာထဲမှာလည်းတောင်းခံထားပါတယ်။ဟုတ်ကဲ့ဟိုဟိုချုပ်ပြောလို့ရလားရှင်လေနိုင်ငံတကာအခုဘာများပြောချင်ပါလဲရှင်။နိုင်ငံတကာကိုပြောချင်တာကတော့ဒီလူသားချင်းအကူအညီအခုပေါ့နော်။ဇော်မဲလုံးကတော့ခွချင်းတွေပေါ့နော်ပေါ်ပန်းလေးစားပြောဆိုနေတော့ကျွန်တော်တို့တွေ့ရတာဖြစ်တယ်သူတို့တွေနဲ့ ရေးပေါ်အခြေအနေကြီးညာထားပါတယ်ဆိုတော့ဒေတာတွေတောင်မှအခုဆိုရင်ဒီပါရမိုတာတွေပြီးတော့မှပေါ့နော်ဒီ jet fighter တွေနဲ့ပြန်ပြီးတော့မှဘုံချက်တက်ခိုင်းနေတာကိုတွေ့ရတယ်ပြီးတော့မှပီတူတွေကငလင်ဘေးဒဏ်ပြန်ခိုးစင်စက်ကောင်စီရဲ့လေးချောင်းတောင်လက်ခံစားနေရတာဖြစ်တယ်ဆိုတော့ဒီကောင်တွေကတော့အခုဆိုရင်နင်ကောက်ဖွဲ့စည်းတွေပေါ်မှာကျတို့ပြည်သူတွေကပေါ့နော်ငလင်တောင်အယံကိုခံစားနေရတယ်ဆိုတော့ပုံစံမျိုးနဲ့ဘန်းပြပြီးတော့မှထောက်ပံ့ကျင်းငွေတွေယူမယ်ပြီးတော့မှပေါ့နော်အဲ့ဒီငွေတွေလည်းပဲသူတို့အနေနဲ့လွှတ်တဲ့ဆက်လက်နဲ့ပြည်စီလိုဝယ်ပြီးတော့မှကျတို့ပြည်သူတွေကိုတပ်ဖြတ်ဖို့လုံးမဆိုတာကတော့အလုံးတည်နေတာပဲဖြစ်ပါတယ်ဆိုတော့ကျတို့အနေနဲ့ပေါ့နော် ဒီမြောက်လိုက်တို့စစ်ကောင်းဆောင်တိုက်ရက်အဲ့လိုမျိုးပေါ်ပန်းလေးဆက်ပြောတဲ့ဟာတွေကိုလုံးဝမယုံတင်တာပြီးတော့မှပြည်သူတွေမှာပြည်သူပဲရှိတယ်ဆိုတဲ့အတိုင်းပေါ့နော်ရဲအနေနဲ့ကျွန်တော်တို့နဲ့ဒီငလေးမေးရံကိုချစ်တက်ခံရင်ဆိုင်ဖို့လိုအပ်နေတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီအရေးချုံတင်ကောင်းဖို့ပေါ့နော်ပေါက်ကရောနဲ့ပြီးတော့မှအခုချိန်မှာကျွန်တော်တို့ပြည်သူတွေဒီလိုမျိုးငလေးမေးရံတင်ခါစားနေတဲ့အချိန်မှာပဲ PDF ရဲဘော်တွေကိုဘယ်လိုမျိုးအားချောင်ပြောဆိုထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော် ုံးဝဲမှာငလေငလေတုတ်တယ်။ဒီဘက်မှာလက်လာတုတ်တယ်။အဲ့ချိန်မှာဦးဇင်းတို့မြုံးဝဲမှာငလေတော့လည်းကော်လုံးကြီးလွားနေရတဲ့အချိန်မှာအဲ့ပဒသပြည်သူစစ်တရားလည်းကော်လုံးလိုအပ်ချက်တွေပေါ့နော်။ကော်လုံးကအခုကြီးလောက်ရတဲ့အချိန်မှာ PDF ဆိုတဲ့အမိကမြုံးဝဲမှာအကြမ်းဖက်အုပ်စုပါနေမှာ။မြုံးဝဲကိုကပြည်သူစစ်တရားကိုဒီလိုငလေတုတ်နေတဲ့ဂျာတွေကဟိုလာပြီးမှလက်လက်နဲ့ပြစ်လို့ပြည်သူစစ်တရားလည်းဆုံးရှုံးသွားကြတယ်နော်။အဲ့တဲ့အချိန်မှာကောင်းတာပဲနော်။ လိုဒုက္ခရောက်နေတယ်ဒီလိုငလျင်လုပ်နေတယ်ဘောလုံးမျိုးတွေခံရတဲ့အချိန်မှာတော့မှအတော်အခွင့်ကောင်းရှိပြီးမှလာလို့တယ်ဆိုတော့သူတို့ရဲ့အဆင်ကဘယ်တော့ရောက်သွားပြီလဲဆိုတာကိုအားလုံးစဉ်းစားဖို့ကြိုးစားဖြစ်ပါတယ်နောက်တစ်ချက်ဦးဇင်းတို့လေးစားမှာတော့ခါကြကြီးပဲဖြစ်ပါလိမ့်ကြာခါကြကြီးရဲ့မျက်နှာကိုဦးဇင်းတို့ကလည်းအချိန်မဲကြည့်ကြည့်သူကပြောရွှင်နေတာကိုတွေ့ရပါတော့အများအားပဲပြောနေတာယူနေတော့နော်ဒါပေမဲ့ဒီငလျင်နဲ့ဖြစ်တဲ့အချိန်မှာတော့ခါကြကြီးရဲ့အပြုတ်ချက်မှမမြင်ရပါဘူးသူလည်းဒါငလျင် ုလို့ဖြစ်ဖြစ်ချင်းပါပဲသူလည်းနေနေရာဒေတာတွေဒီပြီးတော့အကုန်လုံးမန္တလေးတစ်ချက်လည်းငယ်တပည့်ကြီးရဲ့ကုညင်ဆောင်ရွက်ဖို့နိုင်ငံတကာကိုအမေရိကန်လိုနိုင်ငံမျိုးတွေတို့အကူအညီတောင်းအကုန်လုံးနိုင်ငံတကာကိုသူအကုန်လုံးဆက်သွယ်ပြီးမှအကူအညီတောင်းပါတယ်။ဒါဟုတ်တော့မှအကောင်းပြင်ကြအောင်ပြန်တော့ဒါဟုတ်တော့မှအမေစုလက်ဆက်ဆိုရင်ဘယ်လိုဖြစ်တယ်။အမေစုလက်ဆက်ဆိုတာမျိုးတွေတော့ပေါ့။ကဲကျုပ်တို့ဒါဦးစင်ကပြန်ပြောချင်တာကမလုတ်ပြမလုတ်တိုက်ထားလေလုတ်ခဲ့လို့ကဲဖြစ်တယ်ဆိုရင်ခင်ဗျားတို့လက်ခံပါ။ အရေးကြီးကလာမှာခင်ဗျားတို့ဘာတွေလုပ်ခဲ့လဲဆရာတော်ဘုရားကြီးတွေရဲ့ဒီလကုန်ဓမ္မလေးကိုပညာကုန်နဲ့ပြည့်စုံတဲ့ဆရာတော်ဘုရားကြီးတွေရဲ့ပုံတွေကိုထမိန်ပြီးမှချိတ်တယ်မလုပ်တယ်မလုပ်လိုက်ခါတွေကိုလုပ်တယ်အကောင်းကြီးထမ်းတယ်ခင်ဗျားတို့လုပ်ခဲ့တာညီမမသွားတယ်ခင်ဗျားတို့လုပ်ခဲ့တာငါပေါ်ပြောတဲ့ပုံစံရတော့ပြည်သူတွေကနေပြတော့ပါနော်ငါဘာတီလာမှာပြည့်စုံနေပြန်အခုဆိုရင်အရင်တုန်းကကျွန်တော်ပြုမှုခဲ့တဲ့ပြုမှုတွေကြောင့်အဲ့လိုမျိုးပါနော်ငလီမေးတံကိုခန်းဆန်းနေတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာကိုကျွန်တော်တွေ့တာဖြစ်တယ်ဒီကောင်တွေကတော့ ျတို့ပြည်သူတွေဒီလိုမျိုးဒုက္ခခံရတဲ့အချိန်မှာပေါ့နော်နားချမကောင်းတဲ့ပေါ်ပန်း၄၀စကားတွေပြောဆိုနေတော့ပြပြမှာဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကျတို့ PDF တွေလက်ချက်နဲ့တင်ဆောင်ခဲ့တော့တော့မှာပေါ့နော်ခွမ်းသာလို့မဆုံးပြောဆိုနေကြတော့တွေ့ရတာပဲဖြစ်ပါတယ်ဆိုတော့ကျတို့ဘက်ကနေပြမအားလုံးပြောကြားထားတဲ့အတိုင်းပဲမြောက်လိုင်းတို့ကိုကျတို့အနေနဲ့ပေါ့နော်ဒီလိုမျိုးဖြစ်နေ link ကစားလုံအောင်ကိုအရှုံးမဖေးတင်ပဲနဲ့တွေ့တဲ့နေရာမှာပဲချက်ချင်းရှင်းပြတာလို့တင်နေတာပဲဖြစ်ပါတယ်ထိုးစစ်ကိုလည်းပေါ့နော်ကျတို့အနေနဲ့လုံအောင်အရှိမရက်တတ်ပဲနဲ့ပြီးသူလည်းကို ိုးစစ်ကိုလည်းပေါ့နော်ကျွန်တော်တို့နဲ့တရွေ့ရွေ့တွားနေဖို့လိုတာဖြစ်ပြီးတော့မှကျွန်တော်ဘက်ကနေပြီးတော့မှလက်လျှော့လိုက်တာနဲ့သူတို့အနေနဲ့ပို့ပြီးတော့မှလေချောင်းတိုက်ခတ်မှုတွေမြေပြင်ထိုးစစ်တွေကိုသူတို့အနေနဲ့ဒီလိုမျိုးကလေးမေးတာတွေရှိနေမယ်ဆိုရင်တောင်းပါပေါ့နော်ဆက်လက်ပြီးတော့မှလှုပ်ဆောင်မဲ့အဖွဲ့ဖြစ်တယ်ဆိုတာအားလုံးသိထားဖို့လိုတာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ကားဆရာပြီးသူသူကနေပြီးတော့မှအကူညီလိုတဲ့ဆိုရင်အကူညီလိုတဲ့နေရာကိုချက်ချင်းကိုရောက်လာမယ်ဆိုပြတော့မှာပေါ့နော်။တွန်းနေပြတော့မှာအတက်တရောနဲ့ပြောဆိုထားတဲ့အရာလေးကျွန်တော်စပြတော့မှာကြည့်လိုက်ရအောင်နော်။ငလီကတော့ငလီရင်တွေတအားလှုပ်တယ်။လှုပ်တော့တအား ပျက်စီးကြတယ်ဒါပေမဲ့ကျွန်တော်တို့ချိန်မှာဘာမှမဖြစ်ဘူးဒါပေမဲ့နေလို့မရဘူးဗျာအရန်ထဲမှာဝမ်းလဲစရာကောင်းတယ်ဗျာအခြားနေရာတွေမှာကျွန်တော်အခုကြိတ်နေနေမှာဗျာအများကြီးပျက်စီးလာတာပျက်စီးလာကျွန်တော်အရန်ကုညီခြင်းနဲ့อืมကျွန်တော်ကျွန်တော်တို့လာကူညီခြင်းနဲ့အဲ့တော့ကျွန်တော်တို့တကယ်ဖြစ်တဲ့နေရာများတွေ့လို့ချင်းကျွန်တော်ဖုန်းလေးဆက်ဆိုတော့ကျွန်တော်ကားလည်းကျွန်တော်ပြင်းနေတယ်အဲ့ချိန်မှာအခုလူကျင်တဲ့လူရှိရင်လည်းကျွန်တော်တို့ထည့်ပြလိုက်လို့ရတယ်လူအားတက်နိုင်လို့လိုက်ချင်တယ်ဆိုရင်လည်းကျွန်တော်နဲ့လိုက်လို့ရတယ်ဒါမှမဟုတ်လို့ကျွန်တော်တို့ ကျွန်တော်တို့ကိုခေါ်ခြင်းလေဆိုရင်လည်းကျွန်တော်တို့လမ်းခေါ်ကျွန်တော်တို့တကယ်လိုအပ်နေတဲ့နေရာတွေတကယ်ကျွန်တော်ခွန်အားတက်နိုင်တဲ့တော့လုပ်ပေးမယ်ကျွန်တော်တို့ရှိတဲ့ကျွန်တော်တို့တက်နိုင်တဲ့ပစ္စည်းနဲ့ကျွန်တော်တို့ပတ်ပို့မယ်လူလာလေးပြောမယ်တကယ်ဖြစ်တဲ့နေရာလေးကိုကျွန်တော်တို့ပုံဆက်ပေးပါနော်ကားတွေမောင်းဖို့အခက်ခဲလူလိုတယ်ဆိုရင်လည်းကျွန်တော်ကိုယ်တိုင်လိုက်မောင်းနေတယ်ပဲကျွန်တော်လိုက်ပို့နေတယ်ဒါပေမဲ့မဖြစ်မနေလဲကျွန်တော်ကားငါပြီးတော့မှကျွန်တော်ကားပြင်လာမရရင်လည်းကျွန်တော်လာခဲ့မယ်ဒါတွေကိုကျွန်တော်ကဆက်သွယ်ပေးကြပါဗျာကျွန်တော်လို့မှစိတ်မကောင်းလို့ပါ ပြီးတော့လည်းအခုလိုမျိုးဗျာတနေကလုံးနှိပါဒုက္ခရောက်နေတယ်ဗျာဒီငလျင်တားဓာန်မိတဲ့နေရာဒီမှာကျွန်တော်တို့မထီးတဲ့ဘက်ကောင်လေးဖိမရားကြရဲကွာမျက်စိတွေနောက်တယ်တော့လူများကြီးကဒီမှာဒုက္ခကြီးရောက်ပြီးဘဝကြီးပြတ်တဲ့ကောင်လေးပြတ်ကုန်ပြီအင်းငါတို့လည်းဘာမှမဖြစ်ဘူးငါတို့အိမ်ဒီမှာအကုန်အကောင်ပဲဘာမှမဖြစ်ဘူးအတိုင်းပဲဖြစ်တဲ့လူတွေအများကြီးရှိနေတယ်ကိုကျဲစာကြတယ်ကွာမင်းတို့ကလူများတွေပူဆွေးနေတဲ့ချိန်မှာတက်ပြီးဝင်းတာတဲ့ကောင်ဝင်းတာနေဟုတ်လား လူတယောက်တည်တာမတည်တာတဲ့ကိုဒီမှာလူတွေရှားလဲချင်ပြီးဒုက္ခရောက်နေကြပြီထောင်လဲချင်ပြီးတော့နော်အဲ့တော့ကျွန်တော်မိသားစုကျွန်တော်ဆက်သွယ်ပေးပါဗျာကျွန်တော်တို့သွားတဲ့အခါကိုလူကျင်နေဆိုရင်လည်းကျွန်တော်ဆက်သွယ်ပြီးတော့မှထည့်ပေးလိုက်ကျွန်တော်ရောက်အောင်သွားမယ်တကယ်ပေါ့နော်စေထမုံများတဲ့အကိုရဲ့ပြောစကားတောင်တွေကျွန်တော်ကြားတာခွန်အားဖြစ်စေတာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်ဒီလိုမျိုးဒုက္ခတွေကြုံတွေ့နေရတဲ့အချိန်မှာပြည်သူမှာပြည်သူပဲရှိတယ်ဆိုတဲ့အတိုင်းပေါ့နော်အားလုံးဝဲဝံပြီးတော့မှစူးစမ်းနေရတာပြုံးမှဒီလိုမျိုးကျွန်တော် ပြည်သူတွေကိုကူညီချင်တဲ့ပါနော်အကွဲဖုန်းနံပါတ်ကိုလည်းကျွန်တော်ကနေပြီးတော့မှဒီဗီဒီယိုမှာထည့်ပေးထားတာပဲဖြစ်ပါတယ်ဆိုတော့အကူအညီလိုတဲ့သူတွေနေနေပါနော်ဒီကိုတစ်ချက်လောက်ဖုန်းဆက်ပြီးတော့မှဘယ်လိုမျိုးကူညီတွေလိုလဲဆိုတာကိုပါနော်သူစီကိုမေးမြန်းပြီးတော့မှစုံစမ်းသင့်တယ်လို့ကျွန်တော်ဒီနေ့ကနေပြောချင်ပါတယ်ကျွန်တော်ပြည်သူတွေဘက်ကနေပြီးတော့မှလည်းလိုအပ်တဲ့ပါနော်အခုဆိုရင်ဒီအလောင်းထက်တဲ့အိတ်တွေပြီးတော့မှဆေးဝါးအစားအစာရေးတံပူးစားတဲ့ဟာလိုမျိုးတွေလည်းပေါ့လားကိုတက်နေတဲ့ဘက်ကနေပြီးတော့မှပူပေါင်းပေါင်းကြရင်းတဲ့ကျွန်တော်ဒီငလေးမေးတာကိုအလီမြန်ဆုံးနေပါနော်အတတ်နိုင်ဆုံးချွတ်ဖြတ်ကြရမယ့်အချိန်ပဲဖြစ်ပါတယ် ကြည့်ကြရအောင်ဆုံးဗီဒီယိုတော့ပေါ်နေတာကိုစီရနိုင်ပြီတော့မှပြီးသူတဲ့အဲ့လိုမျိုးပေါ့နော်လူခရောက်နေတဲ့အချိန်မှာမြောက်လိုင်းတို့ဆိုကတော့ဆန္ဒထောက်ထားမှုမရှိဘဲနဲ့လေးချောင်းကနေစက်တိုက်ဘုံချဲမှုတွေလှုပ်ဆောင်နေတဲ့ဆိုတဲ့အကြောင်းကိုပြပြထားတာပဲဖြစ်ပါတယ်ကိုစီဘလူမျိုးတွေပြထားလဲဆိုတာကျွန်တော်စက်ပြတော့ပတ်ကြည့်လိုက်ရအောင်နော်ယူနိုက်တက်ညီညွတ်ရေးဆိုရကမတ်စတာ30ရက်နေ့ကနေ A plus 7ရက်နေ့ဒီဒီနှစ်ပတ်အတွင်းကိုဒီ toxic တွေအားလုံးကိုရပ်တန့်ပြီးတော့တိုက်ခိုက်မှုတွေရပ်တန့်ပြီးတော့ဒီ nestling ဘေးအတွက်ကုညီကယ်ဆယ်ရေးတွေကိုလှုပ်ဆောင်ဖို့ကြေညာချက်ထုတ်ပြန်ထားတယ် ီလိုအချိန်တွေမှာဒီအာနာဖိတ်ကျမ်းမဲ့စစ်ကောင်စီကဒီငလင်ပြိုတဲ့ရက်ကလေးတောင်မှမနာပဲနဲ့ဘုံကျဲလှုပ်ဆောင်နေတာအဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့နော်ရှက်ဖို့လောက်ကောင်းတယ်မင်းအောင်နိုင်ကနိုင်ငံတကာထွက်ပြီးအကူအညီပြောထားတဲ့ဒီအကြောင်းကိုထိုင်းမီဒီယာတခုကတင်နေချိန်မှာအဲ့မှာထိုင်းအောက်မှာအောက်မှာရှိတဲ့ထိုင်းလူမျိုးတွေလာရေးထားတာပါရေးထားတယ်ဆိုတော့နော်ဒီအကြမ်းဖက်မင်းအောင်နိုင်တက်ကလည်းအာနာဖိတ်စစသိမ်းတဲ့ကဒီနေ့အချိန်ထိတတိုင်းပြည်လုံးကိုတိုင်းတဲ့ပြည်တဲ့14ခုလုံးကိုဘုံကျဲချနေတာနော်ထိုးစစ်ပြီးစစ်တိုက်နေတာအဲ့ဒီငွေတွေအားလုံးရဲ့တန်ဖိုးကဘယ်လောက်လောက်ရှိလဲပေါ့ ။ဒါနောက်ပြည်သူကိုဘုံကျဲတတ်ဖို့ကြတော့ငွေရှိပြီးတော့ဒီငလီလောက်တော့ပြည်သူကိုကူညီကယ်ဆယ်ဖို့ကြတော့သူ့မှာငွေမရှိဘူးဆိုပြီးတော့နိုင်ငံတကာကိုအကူအညီတောင်းတဲ့လောက်ရက်ကဟိုရှုံ့ချန်ထားတာပေါ့။အင်းဒီမြန်မာနိုင်ငံကတော့ပြောပြီနော်။မင်းအောင်နိုင်ရဲ့ရုံမှမှုကိုဒီလိုတိနေပြီဆိုတော့ကျွန်တော်တို့တိုင်းပြည်သူကဘယ်တော့ရှက်ဖို့ကောင်းလဲစဉ်းစားကြည့်။ဒါပေမဲ့ယိုလူမရှက်မြင်သူရှက်ဒီလိုဟာတွေအားလုံးရဲ့လောက်ရက်ဒီအာနာပိန်းထားတဲ့အကြမ်းဖက်စစ်ကောင်စီတက်ကမဖြစ်နေ။နော်အခုဒီငလီလောက်တယ်။နော်ထိုးစစ်ရက်တန့်ထားပေါ့ နော်ဒလအောက်မှာပြိုကျပစ္စည်းနေတာအဖေါ်ကတခါထပ်ပြီးတော့ဘုံမှုထက်ကျတယ်အဲ့တော့ရှင်းပါတယ်မင်းအောင်လိုင်ရတော့ဘယ်အချင်းနေတိပြပြသူအာနာကိုရောက်ယူသွားမယ်ဒါတာသူ့ရဲ့ရည်မှန်းချက်ပဲအဲ့တော့သူအာနာကိုရောက်ယူသွားမယ်အဲ့ဒီပေါ်မှာကျွန်တော်တို့နေတဲ့ဘယ်လိုတို့ပြန်နိုင်လဲနော်အခုဆိုရင်ဒီနိုင်ငံတကာရဲ့အကူအညီတွေလာတယ်အဓိကမြို့ကြီးတွေမှာဖြစ်တဲ့အတွက်မြို့ကြီးတွေဒီစစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာရှိသေးတာဖြစ်တဲ့အတွက်စစ်ကောင်စီရဲ့ဆက်ဆက်ပြီးတော့ဒီမြို့တွေရဲ့အကူအညီကယ်ဆယ်ရေးကိုနှုတ်ကပ်လာရှိတယ်ဒါကိုမတိသူတို့ဘက်ကကောင်တွေကသူတို့ကပဲဟိုဟိုတရားဝင်အစိုးရလုံးလုံးဘာလုံးတရားဝင်အစိုးရလို့ဆိုရင်ပါဇက်ကပြောမနေနဲ့တိကမင်းတို့ အယောက်နဲ့ရုရှားကိုပဲအရင်ကြီးညာခိုင်းလိုက်နော်မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရကဒီနော်အာဏာသိမ်းထားတဲ့စစ်ကောင်စီဖြစ်ပါတယ်လို့မင်းတို့ပထွေးခေါ်နေတဲ့တရားဝင်နဲ့ရုရှားကိုပဲအရင်ကြီးညာခိုင်းနော်ဒီပြဟာတွေလာပြီးတော့မပြောနဲ့ခလေးကလားစကားတွေပြောမနေနဲ့အဲ့တော့အောက်မှာပြုံနေတာဒီအခုရှင်းအောင်မွေးနေတဲ့အားလုံးနော်ပြိုကျသွားတာထားအခုဆိုရင်ဥဒတိုင်းအာဇာနည်ဗိမ္မာန်ပြောမယ်ဥဒတိုင်းဗိမ္မာန်မှာနော်စာတင်တာတန်တာတွေအပါ80ကျော်အောက်မှာအကုန်လုံး body တွေထုတ်လို့မရသေးဘူးနော်ပြီးလို့ရှိရင်မန္တလေးကကွန်ဒိုဒီကွန်ဒိုရဲ့ ဟိုပြုတ်ချမှုကိုလည်းတွေ့လို့ကြတော့ဝေဖန်ထားတာတွေ့တယ်ဒီကွန်ဒိုဆောက်လုပ်ထားတဲ့ပုံစံမကျတဲ့အတွက်အခုလိုပို့ဆိုးပတ်ဆက်ပြုတ်ချလို့ဒါမဲ့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ကပြုတ်ချပြုတ်သွားပြီဒီပြုတ်ချတဲ့အောက်မှာလည်းအသက်ပေါင်းအသက်များစွာရှိနေတယ်ဒါတွေအားလုံးကိုဘလို့ကယ်ဆယ်ကြမယ်ညနေညနေရတော့လေရင်တွေနဲ့လာလှုပ်ပြီးတော့ကယ်ဆယ်ရေးဘွက်တွေဆင်လွတ်တယ်အခုဆိုစင်ကာပူဘွက်နော်အတရုတ်ဘွက်ရုရှားဘွက်စတဲ့ဖြစ်နိုင်ငံတကာကနေအိန္ဒိယဘွက်နော်ကုညီကယ်ဆယ်ရေးတွေကိုလာပြီးလှုပ်ပေးနေတဲ့အချိန်မှာကိုယ်နိုင်ငံမှာရှိတဲ့စစ်တပ်လို့တတ်မတော်လို့ကိုယ့်ကိုခံယူထားတဲ့ကောင်တွေက မနေမှာမသေးပဲကြံမိခဲ့တဲ့ပြည်သူကိုဘုံထက်ကျဲတယ်ဆိုလဲလှုပ်ရမ်းတာဘလောက်တော့အယုတ်ဆိုအကြီးညာနဲ့ဆိုတော့ပြောစရာစကားလုံးမရှိတော့ဘူးเนาะအဲ့တော့ကျွန်တော်တို့တွေကဘလို့ဆက်သွားကြမှာလဲဒီလိုပေါင်မျိုးတွေနဲ့เนาะအခုမရောက်နိုင်ရတော့ရှင်းတယ်သူတို့လည်းသူတို့ကအခုဖြစ်နေတဲ့ပြဿနာကမရောက်နိုင်တယောက်တည်းကိုကျွန်တော်ခေါင်းပုံထလို့မရဘူးကိုစီပြောတော့ရဲ့ရောက်มาတယ်เนาะချိုတို့တေချာလေးစဉ်းစားကြည့်မယ်ဆိုတော့မြောက်လိုက်တို့ဆူကတော့ပြည်သူတွေဘလောက်ပဲဒုက္ခခံစားနေရပါစေသူတို့အနာတိမြတ်ဖို့ဆိုရင်ပြည်သူတွေအားလုံးကို channel ပြတော့မှာပါเนาะ အခုလိုမျိုးလှုပ်ဆောင်နေတယ်ဆိုတော့ကျွန်တော်ဟိုဆိုမြေဝထိုင်နေတွေ့နေရတာမလို့ပြည်သူတွေနေနဲ့လဲစိတ်မပြအားမရောပဲနဲ့ကျွန်တော်ဒီငလေးမိတော်ကိုအကောင်းဆုံးကြော်ပြပေးတော့မှာပေါ့နော်တော်လိုင်းရမှာအားလုံးသူတို့ကထဲထဲဝုံဝင်နဲ့ပူပေါင်းပုံရမယ့်အချိန်ဖြစ်တယ်နိုင်ငံကဖွဲ့စည်းတွေရနေပြတော့မှာလဲအခုဆိုရင်အားလုံးစုပေါင်းပြတော့မှာလာရောက်ပြတော့မှာကိုကြီးကဲဆဲတွေလှုပ်ဆောင်နေကြတာမလို့ပေါ့နော်ကျွန်တော်နေမှာကြာခင်မှာတော့ဒီဘေးတံကိုကြော်ပြနိုင်မယ်လို့ယုံကြည်ရတာဖြစ်ပါတယ်ကျွန်တော်အနေနဲ့အခုဆိုရင်လွှတ်တယ်ပေါ့နော်စေဝါရေးခါပြတော့မှာဒီလိုမျိုးကိုကြီးဖယ်ရှားတဲ့နေရာမှာလဲအတက်တရောင်းနေပေါ့နော်တန်နေပဲ တနိုင်တဲ့သူတွေကနေပြီးတော့မှလည်းပူပေါင်းပေါင်းရင်းနဲ့ကျွန်တော်ဘီပါရောက်တာဖြစ်ဖြစ်အဝေးရောက်နေတဲ့သူတွေကနေပြီးတော့မှလည်းပေါ့နော်ငွေကြေးပိုင်းဆိုင်ရာထောက်ပံ့မှုတွေကိုတရားလေးကိုလွှတ်ဆောင်နိုင်မယ်ဆိုတော့ကျွန်တော်ပြည်သူတွေမှာကြားခင်ပါပဲနလန်ထူပြီးတော့မှကျွန်တော်တို့လိုချင်တဲ့ပေါ့နော်တော်လန်ရေးဝန်တိုင်းစုရောက်ရှိမယ်ဆိုတဲ့အကြောင်းပြောရင်လည်းကျွန်တော်ဒီနေ့မှလည်းပိုင်းပြီးတော့ဒီနေ့မှပဲဆုံးသတ်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုကြမ်းမှချင်တဲ့ပြည်ဆောင်ပြီးတော့မှတရားချမ်းတဲ့နေလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်